တိုင်းပြည်လူထုကိုနိုင်စတူဘွားနှိမ့်ဆက်နေတာသူဘယ်သူမှမဟုတ်ဘူးအဲ့ဒါအဲ့တော့ကိုကိုကိုမှန်တယ်ပြန်ကြည့်ပြီးတော့ပြောနိုင်ငံကိုဒုက္ခရောက်အောင်မလုပ်နဲ့နိုင်ငံကိုဒုက္ခရောက်အောင်မလုပ်နဲ့ဆိုပြီးတော့မင်းအောင်လိုက်မင်းကိုကိုကိုမှန်တယ်ပြန်ကြည့်ပြီးတော့နေ့တိုင်းပြောဒါမင်းလိုအောင်မယ်ကိစ္စဒီ time with Dr. Tate မင်္ဂလာပါခင်ဗျာဒီကနေ့2025ခုနှစ်အောက်တိုဘာလ15ရက်မြမရေရတနေ့တာအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်ကို A Changwu ကြိုကြိုသိန်း YouTube Channel နဲ့ VIP မျိုးပူပေါင်းစီစဉ်နေဆက်နေတာဖြစ်ပါတယ်ကိုကြိုကြိုသိန်းမင်္ဂလာပါခင်ဗျာမင်္ဂလာပါကိုကြောင့်ပါဟေးဟုတ်ကဲ့ကိုကြိုသိန်းဒါဒီနေ့ကတော့ဒါဒီစစ်တပ်ထိန်းချုပ်ထားတဲ့နေပြည်တော်ပေါ့လေနေပြည်တော်မှာဒါဒီအားလုံးကပြည့်ပြည့်သွားပြီလို့ပြောနေရဲ NCA စာချုပ်ချုပ်ဆိုခြင်း70ပြည့်ခန်းလာဆိုပြီးတော့ ဟိုကျင်းပနေတာတွေ့ပါတယ်ဒီခန်းသားမှာလည်းဒါငင်းငင်းပွဲစားတွေလည်းတက်လာတာကျွန်တော်တို့တွေ့ရပါတယ်နောက်တစ်ခါဒီစစ်တပ်တောက်တိုင်းဒီရုပ်ရှင်သယုံဆောင်နေဟိုရုံလေးတို့နောက်ဖူးချစ်တို့ပေါ့နော်ဒါမျိုးတွေတက်လာတာတွေ့ရပါတယ်နောက်နိုင်ငံရေးပါတီအတူတွေတက်လာတာတွေ့ကြပါတယ်ဆိုတော့ဒီလိုခန်းသားဒီ NCA ခန်းသားနဲ့ပတ်သက်ပြီးတော့ပဲဒါကိုကြော်နေစပြီးတော့ဆွေးနွေးပြပါအောင်ဘလို့ခြေနေနေရှိတယ်ပေါ့လေကျေးဇူးပါကိုကြော်မအောင်ပြောရအောင်ဝေလီလီလည်းလို့ဝေလီလီလာလို့ကြတာပေါ့ဗျာပြောရအောင်ဒါပါပဲအဲ့တော့ NCA လို့ပြောရတာတော့ ကျွန်တော်တို့ပြောကျွန်တော်က MCE ဖြစ်နေပါလေဒီကေကတော့အရင်ဆုံးအဲ့ဒီပွဲမှာမင်းအွန်လိုင်းအင်းစကားပြောတဲ့အခါမှာပြောရတာတွေ့ရတော်တော်လေးရည်စရာကောင်းတယ်သူထုံးစံတိုင်းသူပါဇက်နဲ့မတတ်မရစကားတွေပြောတော့ပါတယ်လေဟိုတိုင်းရင်သားတွေဖြစ်နိုင်တာပြောပါမဖြစ်နိုင်တာမပြောဘူးမလုပ်ဘူးနော်အခုချိန်ဒီတို့ကစစ်တပ်ကအခုချိန်ဒီဒီတိုင်းရင်သားတွေကို တို့ကပေါ်စည်းပေါ်ဗျဒိုင်းသားတွေကတို့အောက်ကဆိုတဲ့ပုံစံမျိုးအခုချိန်ထိပြောဆိုနေတာဗျာနော်အဲ့တော့ဘလူလက်တွေသဘောထားဘလူရှိမယ်ဆိုတာခံမှန်းကြည့်လို့ကြားတယ်လေပြောပါလေနိုင်ငံကိုဒုက္ခကြောက်အောင်မလုပ်ကြောက်ဘူးဒီစကားကတော့ဒီကနေ့အတွက်ဒီကနေ့အတွက်ခင်ဗျာဟာတအမြောက်ဆုံးစကားပဲအဲ့မှာလူတွေကပြောနေကြနိုင်ငံဒုက္ခရောက်အောင်မလုပ်ကြပါနဲ့ကျွန်တော်တယောက်တည်းနဲ့ဒုက္ခရောက်အောင်လုပ်ရတာလက်မလဲပါဘူးဆိုတော့ပြောဝိုင်းပြီးတော့ပြောနေကြလောက်နေကြနော် ဟုတ်တယ်လေတကယ်တိုင်းပြည်ကိုဒုက္ခရောက်အောင်လုပ်နေတာကသူလေအဲ့ဒါကိုသူကတဖိုးကလူလူဖြစ်ပြီးတော့နိုင်ငံဒုက္ခရောက်အောင်မလုပ်ကြပါနဲ့ပါလို့ဘလောက်တိုင်းပြည်ကိုဒုက္ခရောက်အောင်လုပ်တယ်ဗျာစဉ်းစားကြည့်2021 February 10ရက်နေ့အနာသိန်းတဲ့အချိန်ဒီမတိုင်ခင်ကမြန်မာနိုင်ငံကဟာဒန်ကြောင်းပန်ပေါ်ရောက်ခါစားအခြေအနေလေးတိုင်းပြည်လုံးကလည်းပဲစိတ်ခွန်အားတွေတက်ကြွပြီးတော့မျောလင်းချက်အပြည့်နော်အနာဂတ်ရည်မှန်းချက်တွေအပြည့်ပေါ့နော်ဒါမျိုးနဲ့တွားနေကြတဲ့အချိန်ပါကောက်ကြွအနာသိမ့်လိုက်တာ ော်လမ်းကြောင်းမှန်ရောက်ခါစားတိုင်းပြီကိုကြောက်ရွံ့လုံလုံဆွဲချပလိုက်တယ်သူဆွဲချတာပြီးတော့တိုင်းပြည်လူလူကိုနေစတူဘွားနှိမ့်ဆက်နေတာသူဘယ်သူမှမဟုတ်ဘူးအဲ့ဒါအဲ့တော့ကိုကိုကိုပန်နဲ့ပြန်ကြည့်ပြီးတော့ပြောနိုင်ငံကိုဒုက္ခရောက်အောင်မလုပ်နဲ့နိုင်ငံကိုဒုက္ခရောက်အောင်မလုပ်နဲ့ဆိုပြီးတော့မင်းအောင်လိုက်နေကိုကိုကိုမှန်နဲ့ပြန်ကြည့်ပြီးတော့နေ့တိုင်းပြောဒါမင်းလို့ရမယ့်ကိစ္စအဲ့တော့ခုနကဘယ်သူတွေပါတယ်တက်တယ်ကိုကြောင့်မောင်လေးပြောတော့တဲ့အထက်မှာပါပါတယ်လူတွေပြင်ပေါ့ဗျာတရိနေမှာတွေ့ရသလောက်ပေါ့လူတွေကလာတဲ့တရိနေမှာတွေ့ရသလောက်ကတော့ မြန်မာနိုင်ငံမှာရှိတယ်ဒီပတန်ယုံနေနော်နိုင်ငံသားတန်ယုံနေကျွန်တော် live ကြည့်တော့60ကျော်ရှိတယ်ဗျာ60ခုလို့ဆိုရင်တွေ့တာပဲ60ကျော်ပဲဆိုကြပါဦးအဲ့ဒီ60ကျော်တွေက20တက်တယ်လို့ဒီနေ့ဟုတ်ပါတွေ့တယ်ဆိုတော့ထောက်ဝက်ဒဲတက်တယ်ပေါ့နော်ထောက်ဝက်ပဲတက်တယ်နိုင်ငံသားတက်တယ်ဒါထောက်ဝက်ကလည်းမဆမ်းပါဘူးဗျာသူတို့နဲ့ blend number တင်းတဲ့နိုင်ငံတွေအများကြီးရှိတာပဲလေနော်ဥပမာတရုတ်ဆိုရင်အထူးကန့်တက်တယ်ဗျာတိတ်ရှိချင်းလာတယ်ဟုတ်တယ်မလားတိတ်ရှိချင်းမပါလဲမင်းအောင်လားသူတို့ရဲ့အဲအမတန်စမ်းတက်လာပါတော့မဲပေးဆက်ကြည့်တော့ပါသူက တယုတ်ပြလိုက်ပေးတယ်ဘယ်ကနိုးရဲ့တပ်ပုံတွေမှာတွေ့တာတယုတ်တယုတ်တန်တတမန်ကြည့်ပေါ့ဘာမှလည်းနားလည်းမလည်းပုံဘူးလေစက်ကလည်းကြည့်တော့ဗျာဟိုရောက်ွက်ထဲကတွင်ကုန်ကထုတ်ထားတဲ့ဆက်တတာလောက်ပဲရှိတာပါနော်ဆက်ဆက်လည်းမရှိဘူးတကယ်အဲ့ရောဆိုတော့ပြီးတော့ဘယ်သူတွေတက်သေးလဲဆိုတော့ရွေးကောက်ပွဲဝင်မဲ့အတူရောင်ခေါင်ကြောက်ရွေးကောက်ပွဲကိုအားကျိုးမှန်တဲ့ဝင်ကြမယ်ရွေးကောက်ပွဲပါတီတွေကလူတွေတွေ့တယ်ဥပမာကေကျူတို့ဟာတို့ပေါ့ဗျာထားပါတော့ချက်ပြနေတယ်နောက်ပြီးတော့ ဇောမှုဒူးစေဖို့လို့ခွန်ဥက္ကာတို့လိုမျိုးကိုလူဒူးကိုတော်မှတကယ်ပြန့်ပြန့်ပူဇော်ပြုမရှိတော့တဲ့လူတွေတက်တယ်နော်ဒီတဲ့ကကြတော့လူဝင်ရမှာနှစ်ယောက်တစ်ပိုင်းရှိတဲ့နော်စက်ကူကြတတလက်နက်ကင်အဖွဲ့တွေတက် NCA တွေတဲမှာလည်းပါကြောက်နော်ပြီးတော့ငင်းချိုင်းပွဲစားတွေပွဲရတာငင်းချိုင်းဆိုတော့ကနော်ပွဲစားလို့ပြန်ကောင်းတဲ့စကားအလုပ်ဆိုတော့ဒီလူတွေတက်ကြတော့ အဲ့တော့ဒီမှာလုံးလုံးပြတ်မတွေ့ရတာကဟလာတက်ကြတဲ့လူတွေကဟလာဒီအပြစ်ခံရစေးကြီးဒီလူမျိုးညီတိုင်းနဲ့ဆက်ဆက်တဲ့ပွဲမျိုးကိုတက်တဲ့လူတွေကသူတို့နဲ့မငြင်းချမ်းနေတဲ့လူတွေမဟုတ်ဘူးသူတို့နဲ့ပြေလည်နေတဲ့လူတွေတော့မတက်တာကသူတို့နဲ့မပြေလည်တဲ့လူတွေဘူးမှမတက်ဘူးလက်ရှိသူတို့နဲ့တိုက်နေတဲ့လူတွေဘူးမှမတက်ဘူးဒါဟောကဒီပွဲရဲ့တယုတ်တေးုတ်တကံကရှင်းသွားတော့ကြောပါဘူး NC ရောကျွန်တော်လည်းပြန်ကြည့်အောင် ဘန်စီဘယ်လဲပါလဲဘန်စီနောက်ခံเนาะဒါလေးချက်ကျွန်တော်တို့ပြန်ကြည့်အောင်ဆိုတော့ NCA ကသူက2015ခုနှစ်အောက်တိုဘာလ15ရက်နေ့မှာလက်မှတ်ထိုးကြတယ်เนาะဦးသိန်းစိန်လက်ထက် NCA ရဲ့အဓိကရည်ရွယ်ချက်ကချုပ်ပြောရင်သူကတနိုင်ငံလုံးအပြစ်ခတ်ရက်ဆဲဖို့နဲ့နိုင်ငံရေးစကားပြောဖို့ဒါ NCA ရဲ့အဓိကအလုပ်ပဲအဲ့တော့ဒေါ်ဆန်းစုကြည်တို့လက်ထက်မှာ27ရာစုပင်လုံးပြည်တော်စုနေနေအီလာဂန်ဆိုပြီးတော့ဆက်ပြီးတော့လုပ်တယ် မပါသေးတဲ့ဘက်ကြီးလည်းပေါအောင်ဆက်စ조사ရတယ်ပေါ့ဗျာဒါက MCA နောက်ခံအချင်းစကရေကလူနေတာပါလဲဆိုတော့စကရေကဒီ MCA မှာအဒီအချင်း2015တုန်းကရှိနေတဲ့တနက်ကန်ဘက်အကုန်မပေါအောင်နော်ဥမာအချင်းကျွန်တော်တို့ UWSA လို AA လို KIA လို့ဟလာ MNDA လို TNA လို KMPP လို့ဒီလိုဘက်တွေမပေါအောင်နော်ဒါအပြင် ဒီ NCA ဘာသဘောညီချက်တွေစစ်တပ်ကအကြိမ်ကြိမ်ချိုးဖောက်တယ်လို့လည်းပဲသက်ဆိုင်ရာဖွဲ့စည်းတွေကပြောထားတယ်အထောက်အထားတွေလည်းပဲအခိုင်အမာရှိဒါက NCA နောက်ကပြီးတော့ဗာဆက်ဖြစ်တယ်လေ2021မှာအနာသိန်းနဲ့ February ရက်နေ့မှာအနာသိန်းနဲ့အခါကျတော့ NCA လက်မှတ်ထိုးတော့ကပါတဲ့10ဘွဲ့ဒီ10ဘွဲ့တဲက KNU ရဲ့ ABSDF ရဲ့နော် PNL ရဲ့ CNF ရဲ့ တော့ NMSP ရဲ့ LD LDU ရဲ့ပြီးခဲ့တဲ့ရက်ကတင်စားထုတ်ပြီးတော့ NCA ကစက်ကြာဖြစ်သွားအဲစက်ကူစုံဖြစ်သွားပြီဆိုပြီးတော့ပြောတဲ့အဖွဲ့ဒီဘက်6ခွက်တက်တယ်10ဘက်မှာ6ခွက်တက်တယ်ဒီလက်ရှိ4ခွက်ပဲကျန်တယ်ဦးကျော်စက်ကူစုံဖြစ်သွားပြီလို့လည်းပြောထားတယ်အဲ့တော့ စစ်တပ်ကတော့ဒါ NCA ကိုသူတို့တရားမှုပြခြင်းလို့ပြီးတော့ဟာလာ NCA ကဆက်ပြီးတော့အကျုံးဝင်နေသေးပါတယ်ပေါ့ဗျာဒါဒါတည်ရှိနေသေးပါတယ်ဒါတွေကိုခံပြလို့ခြင်းလို့လောက်တာပဲဗျာဒါကြောင့်မဟုတ်လူပွဲမျိုးတွေလို့ပြီးတော့သွားနေတာပေါ့ဗျာနော်တကယ်တကယ်ကြတော့အာနာသိမ့်လိုက်တာကြောင့်မဟုတ်လို့ဒီ NCA မှာစီးနောင်ထားတယ်အခြေခံဥပဒေနဲ့နိုင်ငံရေးဆိုင်ရာအခြေခံဥပဒေတွေကအလုံးကျိုးပြတ်သွားတယ်ဒါကျွန်တော်တို့ဟို မကြီးမထေပဲနဲ့အမှန်ကန်ကန်ပေါ့နော်ကောင်းကောင်းကန်ကန်တုံ့တရရဆိုရင်အနာသိမ့်လိုက်တာကြောင့် NC မှာရှိတဲ့အခြေခံဥပ္ပစ်တွေအားလုံးကကျိုးပြက်ပြီးသားဖြစ်သွားပြီကိုကြောင့်ပေါ့ဒါအပြင်ဒီဘွဲမှာရှိရကျွန်တော်ပြောသလိုပဲလက်ရှိတလားဂျမ်မစစ်တန်နဲ့တိုက်နေတဲ့ဘွဲဘာမှဒီ NC နဲ့မသက်ဆိုင်ဘူး NC ကဘယ်လောက်ဒီကနေ့တိုင်းပြည်ချင်းနေတဲ့ဘလောက်အကျုံးဝင်သေးတယ်ဆိုတော့ကျွန်တော်စမ်းစစ်ရင်လက်ရှိပြည်ပခဖြစ်နေတဲ့ဘွဲတွေမပါဘူးဗျအဲ့တော့အကျုံးဝင်တော့ဘူးလေ NC ကဒီကနေ့ချင်းနေတဲ့ပြောရင် เนาะအဲ့တော့ပြောရရင်ဒီပွဲလူမျိုးကိုသွားတက်တဲ့လူတွေဒီအကြက်သက်စစ်တက်ကအာနာသိန်းတာတရားဝင်ပေးတာကြာเนาะဒါတစ်ချက်တရားဝင်ပေးတာပြီးတော့စစ်အုပ်စုကိုတရားဝင်ပေးတာဒါဒါတမိုင်းပြက်ခန်းထဲမှာပါတယ်ကျွန်တော်ပြောအန်ဟောလာပါလဲဆိုတော့အဲ့ဒီထဲမှာပါခုနကအူကြီးကိုမားတယ်ကျွန်တော်နံပါတ်တက်မပြောချင်တော့အူကြီးကိုမားတယ်တက်တန်းကြီးလည်းကြာကြပါနော်ချိန်တော့ရလည်းပဲခွေးစီးတွေခေါင်းဆောင်ကြီးတွေပါဒီအူကြီးကိုမားကြီးတွေကမဆက်ကြဘူးနော်မဆက်ကြဘူး လူပွဲမျိုးမှာခါတဲ့ဖလဲတကင်းစစ်တပ်နဲ့လက်ဆွဲနှုတ်ဆက်ပြီးတော့ခါခါဖက်ဖင်ဖက်နေနော်အတော်လေးမျက်နှာပြောင်တိုက်ရဲတဲ့လူတွေပဲလို့ကျွန်တော်တို့ပုံနေကြည့်ရင်းနဲ့အော်ဂလီဆန်ပြီးခေါင်းထဲမှာလေလို့အတွေးပေါ်တယ်ကိုကြော့မော်ကြီးဆိုတော့ဟုတ်ကဲ့ပါကိုကျော်သိန်းဒါ NCA ဆိုတာကလည်းဒါတကယ်ကိုဟိုကျွန်တော်ကိုကျော်သိန်းဆွေးနွေးသလိုပဲဒီဆရာနာတိုင်းတဲ့အချိန်မှာပြက်ပြဲသွားပြီဆိုတာလည်းဒါသိကြပါရဲပေါ့လေအဲ့တော့ကျွန်တော်တို့ပြန်ကြည့်လိုက်ရင်ဒီဆရာနာတိုင်းတဲ့အချိန်မှာပြန်ကြည့်လိုက်ရင် ဆိုတော့လက်ရှိဒီ NCA မှာစာချုပ်ထိုးထားတာလက်မှတ်ထိုးထားတာ၁၀ပွဲပေါ့လေကိုကျော်သိန်းဆွေးနွေးသူလိုပဲအဲဒီ၁၀ပွဲကိုတိုင်ကိုကဒီနိုင်ငံရေးနည်းနဲ့ဖြည့်ဖြည့်ရှင်းဖို့ဆိုပြီးတော့ဆရာနာတိမ်မှုကိုပြန်ပြီးချုပ်သိမ်းမှုတိုက်တွန်းခဲ့တာရှိပါသေးတယ်အဲ့တော့ကျန်ခဲ့တဲ့၄ပွဲကတော့ဒီထုတ်ပြန်ချက်ကိုသူတို့ပဲမျက်နှာနဲ့ပြန်ဖတ်မလဲဆိုတော့ကျွန်တော်တို့မေကွန်းထုတ်ရမှာပေါ့လေဆိုတော့ဒီလူတွေကိုယ်တိုင်ကဒီလိုဆရာနာတိမ်မှုဒီ NCA အနှစ်သာရဖြစ်တဲ့နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့မဖြေရှင်းတဲ့ ုံသဏ္ဍာန်ဖြစ်တယ်ဆိုတာကိုဒီထုတ်ပြန်ချက်ထဲမှာထည့်ရတာတွေ့ရပါတယ်အဲ့တော့ခုနကကိုကျော်သိန်းဆွေးနွေးခဲ့သလိုပဲဒီဒီ NCA ခန္ဓာဘာမှနှစ်သာရမရှိတဲ့ခန္ဓာတစ်ခုပါပဲဒီ NCA ဆိုတာလည်းတက်ပြပြီးသားဖြစ်ပါတယ်အဲ့တော့ဒါကျွန်တော်ထပ်ပြီးတော့ဒီနေရာမှာမေးချင်တာကခုနကဒီဒီဒီခန္ဓာမှာပါလေဒီအနာသိစ်ကောင်းဆောင်ပြောသွားတဲ့မေကွန်းနေထဲမှာမေကွန်းထဲမှာလည်းကျွန်တော်တွေ့ရပါတယ် ဆိုတော့တိုင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေကဒီကုဒေတာဟိုကမဖွင့်ပြအောင်လှုပ်ဆောင်နေတယ်ဒီလိုပြိပခါတွေရှိလို့မဖွင့်ပြဘူးတိုင်းပြည်ကအောက်ကြနောက်ကြဖြစ်နေရဆိုပြီးသူကတပြန်ကြီးပြောရတော့ကျွန်တော်တွေ့ရတယ်ပေါ့လေဆိုတော့လက်ရှိအခြေအနေမှာလည်းဒီစစ်တပ်ကကျူးလွန်နေတဲ့ကြမ်းဖက်မှုတွေလည်းကျွန်တော်နိုင်ငံတော်မှာအများပြားတွေ့ရပါတယ်လေကြောင်းတိုက်ခိုက်မှုတွေကအဆပေါ့လေဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့လေကိုကျော်သိန်းလက်ရှိအခြေအနေလေးကိုဆွေးနွေးပေးပါအောင်ခင်ဗျာ တရားပြောသလိုပေါ့ဗျာတကယ်တမ်းတိုင်းပြည်ကိုလူထုကိုနှိပ်စက်နေတာညှဉ်းပန်းနေတာဒုက္ခပေးနေတာဘာလို့လဲဆိုတာကကျွန်တော်တို့ဘာမှလုံးကြံပြီးတော့ပြောစရာမလိုဘူးတရင်နေရာအခိုင်အမာဖြစ်ရတဲ့အခိုင်အမာထောက်ထားပြပြီးသားနော်ကျွန်တော်ခုနကဟိုဟိုမျက်နှာပြောင်တိုက်တယ်ဆိုတဲ့စကားမျက်နှာပြောင်တိုက်ရဲတယ်ဆိုတဲ့အတွေးကိုပြောရင်းနဲ့ကျွန်တော်ပြောတယ်ဒီလောက်လူထုကိုဒုက္ခပေးနေတာကမမြင်ချင်အောင်မသိချင်အောင်စောင့်ပြီးတော့ဒီလူပွဲမျိုးသွားတက်ကြတာလीအဲ့တော့ ဆိုတော့ဒီလိုလူမျိုးတွေကဟာလာအပြစ်ခတ်ရဲစဲရီတို့ငိမ့်ချမ်းရီတို့ဘာကိုများအတိပဲရှိရှိစီရောက်ရောက်လုံနိုင်ပါလေဗျာเนาะဒီလိုလူမျိုးတွေကအဲ့တော့မြန်မာနိုင်ငံအနာသိမ်းနေတဲ့ကတိုင်းပြည်လူထုကိုဘယ်လောက်နှိမ့်ဆက်တယ်ဆိုတော့ကျွန်တော်အထောက်အထားအချက်လက်တွေနဲ့ကျွန်တော်ပြောပြเนาะဒါပထမအဆုံးနိုင်ငံချင်းသားများကုလဆောက်ဆောက်ရေးအသင်း EPP ကတောက်ဆောက်ဒီချက်လက်တွေသူတို့ပြုစုပြီးတော့ထုတ်ပြန်နေတာသူတို့ရထုတ်ပြန်ခြင်းအကြောင်းအနာသိမ်းကြတဲ့ကနေဒီနေ့အထိဆိုရင် အယတသိဆုံးတဲ့လူရှိအတွက် ABB ကအတည်ပြုထားတာ9353ရောက်ရှိတယ်ကျွန်တော်ခု10ရာအတိအကျပြောတော့ဘာလို့ဆိုတော့ဒါကဘလူးဂရီဖြစ်ပါတယ်လူသက်ဖြစ်ပါတယ်9353ရောက်ရှိတယ်အဲ့ဒီမှာမှဒီအတည်ပြုဖို့ကြံသေးတဲ့အရှိတွက်က၄တောင်ထက်အနည်းရှိနော်အတည်ပြုဖို့ကြံသေးတဲ့အရှိတွက်ကလက်ရှိအချင်းတော်အသီးသီးမှာဖန်ခံထားရတာ2300ဒီပါရှိတယ်နော်အဲ့ဒီအထက်မှာကလေးတင်ငယ်628ရောက်ပါတယ်အမျိုးသမီး 6154ယောက်ပါတယ်ဒီနေ့ဒီကြေးဒီဆိုရင်မြန်အောင်လိုက်တော့အကြက်ဖက်အုပ်စုကြောင့်တည်ဆုံးရတဲ့ကလေးတငယ်ရှိအတွက်938ယောက်ရှိပြီးထောင်ပြီးပါကြောဒီထောင်ဆိုတာမကောင်းပြပြလာလို့မကြခင်ဒါကကြုံဆိုပါအဲ့အမျိုးသမီးတည်ဆုံးတဲ့လူရှိအတွက်က1800ယောက်ရှိဒါ ABB ကထုတ်ပြန်တဲ့ channel တွေအကြက်သားတွေကိုပြတ်မှတ်ထားပြီးတော့လေချောင်းကတိုက်ခိုက်တာနော်ဟိုရင်တော့ဆိုရင်တော့တိုက်လေခြင်းတို့ ရဟန်းရင်စိရဟန်းရင်တို့နောက်ပိုင်းကြတဲ့အခါကျတော့ဒီတိမ်ပုဆောင်ကြီးလေးရင်တွေကိုပါဘုံတွေကျဲချပြီးတော့လက်နဲ့ဘုံကျဲချပြီးတော့တုံးလာတယ် Y8 တို့ Y12 တို့အဲအခုကျတော့ပို့ပြီးတော့ဟလာဂျိုင်ရိုကော့ပတာတို့လူလိုက်တဲ့လူမောင်းတဲ့လူတို့မောင်းကြတာကြီးပေါ့ဗျာလေဒီစက်တက်လေဒီတို့ပေါ့ဒါမျိုးတွေမျိုးစုံမျိုးစုံနော်ခင်ဗျာပြီးတော့ drone 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 ဆိုလည်းပဲတရုတ်ကရထားတဲ့ drone တွေနောက်ပိုင်းမှာစက်တက်တာတော့အားတတနဲ့တုံးလာနိုင်တယ်ဆိုတော့ကျွန်တော်တို့ဒီနေ့မှာတွေ့နေရတာလीဒါဒီလိုမျိုးပေါ့နော်ဒီကြောင့်တိုက်ခိုက်မှုမျိုးစုံ ကြောင်းအချက်သားပြစ်မှတ်တွေနော်ကျွန်တော်ပြောတာစစ်ဖက်ပြစ်မှတ်တွေမဟုတ်ဘူးဂျလာပြစ်မှတ်တွေကိုဒီကြောင်းတိုက်ခင်းမျိုးစုံဒါက ACLED ဆိုတဲ့အဖွဲ့ကပြုစုထားတဲ့အချက်လက်တွေနှစ်နှစ်စာကိန်းကနေတိကျရှိတယ်2023နဲ့2024အချက်သားပြစ်မှတ်တွေကိုဒီကြောင်းကတိုက်ခိုက်တာ2023ခုနှစ်မှာ253ကြိမ်ရှိတယ်2024ခုနှစ်မှာ986ကြိမ်ရှိဒီနှစ်နှစ်ထဲမှာရင်စုစုပေါင်း1029ကြိမ်ရှိကြာတာပြတ်မှတ်တွေကိုတိုက်တာ အဲ့ဒီမှာအင်တာနက်ဇင်နေပေါ်ရအတိကဖြစ်ရစူးကြီးတွေပါတယ်ကျွန်တော်ပြန်ချုပ်ပြောရရင်2022ခုနှစ်စက်တင်ဘာလ16ရက်နေ့ကနော်လက်ရကုန်ကြီးရွာကဖုန်းတော်ကြီးတင်စာတင်ကြောင်းကိုပုံကျဲကလေးတငယ်7ယောက်အပါ73ယောက်အသက်သေဆုံးရတယ်2023ခုနှစ်ဧပြီလ7ဧပြီလ7ပြီလ7ရက်နေ့မှာပစီကြီးကြီးရွာနော်အခမ်းအနားတစ်ခုအတွက်တက်သူရွာသားတွေစုဝေးနေကြတဲ့ပွဲမှာပုံကျဲ ုစုပေါင်း165ရောက်တဲ့မနေသေးတယ်။ရောက်30ထက်မနေတန်ရရ။2023ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာကချင်ပြည်နယ်ကလိုင်ဇာမြို့အနီးစစ်ဘေးရှောင်ဒုက္ခသည်စခန်း၊ပိုးရင်စွန့်ထွက်ပြရသူဒုက္ခသည်စခန်း IDB camp ပေါ့ဗျ။အဲ့ဒီ IDB camp ကိုပုံကျဲတယ်။26ရောက်တဲ့မနေသေးဆုံးနဲ့58ရောက်တဲ့မနေတန်ရရတယ်။ကလေးတင်ငယ်တွေပါပါ။2025ခုနှစ်ဒီနှစ် ဇန်နဝါရီ၈ရက်နေ့မှာရခိုင်ပြည်နယ်ကြောင်းပြည်မော်ကြီးတော်ဘုံကျဲတဲ့၄၀ထက်မနည်းတိဆုပ်တယ်။၂၀၁၅ခုနှစ်မေလ၁၂ရက်နေ့မှာတပယ်ရင်ငါကြောင်းကလေးတွေစာတင်နေတဲ့အချိန်ကျောင်းသူကျောင်းသားတွေစာတင်နေတဲ့အချိန်ဘုံကျဲတဲ့ကလေးတွေငယ်၈ယောက်ပါ၁၃ယောက်ထက်မနည်းတိဆုပ်တယ်။တိမ်မကြခင်၂၀၂၅ခုနှစ်စက်တင်ဘာလ၁၂ရက်နေ့ကရခိုင်ပြည်နယ်ကြောက်တော်မြို့က ရဲ့တပင်ကြေးရွာကိုပိုင်တတန်းကြောင်းစာတင်ကြောင်းဒါမှမဟုတ်ကျွန်တော်တွေအိမ်မောကြနေတဲ့ချိန်နေ့နေ့တင်ရင်တနားရီလောက်တနားရီကျော်လောက်ဘုံကျဲတယ်22ယောက်ထက်မနည်းသေးတယ်26ယောက်ထက်မနည်းတန်ရရ2025ခုနှစ်အောက်တိုဘာလတိတ်မကြသေးခင်ကပဲကျွန်တော်ဒီကြောင်းလည်းပြောခဲ့ကြတင်းကျွလာနေနေ့ချောင်းဦးကစီမီပူဇော်ပွဲကိုဘုံကျဲတယ်ကလေးတငယ်ပါ24ယောက်ထက်မနည်းသေးဆုံးတယ် 50ထင်မှတ်တယ်တန်ရဒီဖျက်တွေထဲမှာအခုချိန်ကြီးဆိုရင်ဗစီကြီးဖျက်ကအစိုးဆုံးပဲတပည့်ဖျက်ကကလေးတွေကြောင်းတက်နေတဲ့အချိန်စာတင်နေတဲ့အချိန်မှာကျဲတယ်လက်ရက်ကုန်းဆိုရင်လည်းကြောင်းတရက်တပင်ဆိုရင်လည်းကြောင်းဆိုတော့ဒါကြောင်းနေတော့ဟိုဟိုဟိုကြောက်ဒါအပြင်ဆေးရုံတွေကိုဘုံကျဲတာနောက်တခြားအရက်သားပြတ်မှတ်တွေကိုဘုံကျဲတာရက်ရွာတွေကိုကျဲတာဒေးနေဒါတွေကအများကြီးလေဗျဒီဒေးစတူကဖြစ်နေတာဒီဥစ္စာတွေကဆိုတော့သူတို့ NCA စနေပြေခါနာလုပ်နေတဲ့မနေ့က ီးတော့ NNCA စနေနေ့ခန္ဓာလုတ်ကိုပြင်နေတယ်မနေရဘူး NC စနေနေ့ခန္ဓာလုတ်တဲ့ဒီနေ့တွေ့ပါဘူးပဲနောက်ထပ်အရသားတွေဘုံကျက်တက်ခိုက်တာရှိသေးတယ်ဒါဖြစ်ရတဲ့ချို့ပဲကျွန်တော်ပြောပြအောင်နော်စကိုင်းတိုင်းမြောင်မြို့နယ်စီရဲ့ဘုံရောအစီရဲ့ဘုံရောကိုဘုံကျက်တယ်အရသားဆက်တယောက်တည်းမနေထိခဲ့တယ်ရရတယ်စိုးရင်ပါချက်ဒီနေနမ်ဆန်မြို့အုံးစွန်ကြီးရောပုံကျဲတယ် တယောက်သေးတယ်ကလေးတငယ်ပါ9ယောက်တန်လာရတယ်။စကိုင်းတိုင်းဘုံရမြို့နဲ့ဘူးရောဘုံကျဲတယ်နေရင်တွေပျက်စီးတယ်အဲလက်နဲ့ကြီးနဲ့ပြစ်တယ်နေရင်တွေပျက်စီးတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတေဘောမျိုးဘောဂျိုဒေတာဒါသပိုင်းဝင်ဒေတာပန်ကူပြည်တရရခံထားတဲ့ဂျာတွေကဘုံကျဲတယ်အဲ့ဒေတာပါနော်ဒီကဲတန်လာကြတာလေဟိုနေရင်တွေပျက်စီးကြတာဒါတာဒါတာဒီဂျာတွေကတချို့ဖြစ်တဲ့တွေကိုပဲကျွန်တော်ပြောတော့နော်ဥပမာဟလာစကိုင်းမှာဝက်လက်ဝက်လက်ဥပက္ခာအဲ တမန်သားထင်ပါရဲ့စာတင်ကြောင်းပဲဒေါ်တာကြီးပါပဲကိုကျဲတယ်ဒါဒီအပိုင်းဖြစ်တာနော်အဲ့တော့ကရင်ပြည်နယ်ဘက်မှာဆိုတဲ့တိုင်ပွဲတွေပြင်းထန်ဖြစ်နေတော့တောက်လျှောက်ကရင်ပြည်နယ်ဘက်မှာလည်းနော်ရဲသူရဲသားတွေရဲ့နေအိမ်တွေပဲကိုကျဲပိုးကျဲတိုက်ခိုက်နေတာတွေရှိတယ်ရဲသူရဲသားတွေရာနဲ့ချင်းပြီးတောင်းနဲ့ချင်းပြီးတော့ပိုးရင်စွန်ပြေးကြရတယ်တစ်ဖက်နိုင်ငံတိုင်းနိုင်ငံဘက်ကိုပြေးကြရတာတွေရှိဆိုတော့ကိုကြောက်ပါအောင်နော်ဒီအချက်လက်တွေကကျွန်တော်တို့လုံခြံရေးပြောတဲ့အချက်လက်တစ်ခုမှမပါဘူးနော်ပြီးတော့မဖြစ်ခဲ့တဲ့ဟာတွေကို ဟိုပိုးဆက်ခင်ပြီးပြောနေတာလည်းမဟုတ်ဘူးပြဆက်လုပ်နေတာမဟုတ်ဘူးလူအသက်တွေပြရက်သူကြောတာအသက်တွေပြเนาะသူတို့ကတော့ပြောလိုက်ရင်ဒါလက်နက်ကင်တွေရှိတယ်လက်နက်ကင်တွေပါမဟုတ်မဟုတ်ဘူးเนาะတိုက်တဲ့တာမန်ရက်သူရက်သားတွေဒါတွေကိုဒီလောက်เนาะဟလာပက်ပက်ဆက်ဆက်ဒါရွာတွေကိုစစ်ကြောင်းထိုးတာနေနေကိုမီးရှို့တာဖမ်းတာလူသားတိုင်းလုတာဟလာเนาะတတ်သွားတာเนาะပက်ပက်တတ်တာမှာတချို့ကိစ္စတွေဆိုပက်ပက်ဆက်ဆက်တတ်တာတွေ ်လားများပြီးဒီမှာပစ္စည်းဥစ္စာတွေကိုလူရက်တာတွေခိုးယူတာတွေဖောက်ထွင်းတာတွေဒါတွေရှိနေတယ်ပြီးတော့အကျွဲရောက်တဲ့လူမှန်သမျှเนาะကြုံတယ်လို့တွေ့တယ်လို့တကယ်ကပဲကျွန်တော်တွေ့လိုက်သေးတယ်ပါလေ stage show လားပါလားအဲ့ဒီကနေပြန်လာကျွန်တော်နေရတော့ data တော့ကျွန်တော်မှတ်မိတော့ရုပ်တရက်လူငယ်တွေကိုဖမ်းတာ၁၀ယောက်လောက်မတိပေါက်သွားတယ်ဟောတော့ဆွဲတယ်ဘယ်မှာရေးချမ်းလို့လဲဘာဘာရေးချမ်းငယ်တဲ့အောင်ဘာဒီများလုပ်နေလို့လဲကဲအပြစ်ရ အစီအလူစားတော့ဆက်ဆက်နေပြည့်တဲ့ဟောင်းပေါ်ရှိုးလုတ်ပြီးတော့ဟန်အောင်ပြလုတ်တယ်ပွဲကိုတမမှကြတော့တိုင်နေခန့်နေဘုံကျဲနေပြတ်တက်နေတာပဲဗျဘာတွေတော့ပြီးတော့ကောင်းတယ်လေကိုကြောက်မောင်ရေဘာတွေများပြည့်ရတာလဲဘာတွေများငြိမ်းချမ်းတာလဲကျွန်တော်ဟုတ်ကဲ့ပါကိုကြောက်သိရင်ဒါ ဒါကိုကျော်သိန်းပြောသွားတဲ့အချက်လက်တွေကဒါတကယ်ကိုပဲဒါစစ်တပ်ကဒါကျူးလွန်ခဲ့တဲ့အချက်လက်တွေကိုဒါလေ့လာဆောင်ကြည့်တဲ့အဖွဲ့တွေကမှတ်တမ်းတင်ထားတဲ့တကယ်တိကျတဲ့အချက်လက်တွေဆိုတော့တွေ့ရပါတယ်။အဲ့ဒီထဲမှာလေကိုကျော်သိန်းဆွေးနွေးသွားတဲ့ထဲမှာလေဒါစာတင်ကြောင်းတွေကိုဒါလေကြောင်းကနေပုံကျဲတိုက်ခိုက်တာတွေပေါ့လေ။ဒါတွေကိုလှုပ်ဆောင်နေရတွေ့ရတယ်။အဲ့လိုလှုပ်ဆောင်နေတဲ့ကြိုင်နဲ့ထဲမှာပဲဒါဒီအနာသိစစ်ကောင်းဆောင်မင်းအောင်လိုင်ကဒါသူ့ရဲ့ဒီ NCA ဒီစနေပြမှာသူပြောရတဲ့ထဲမှာပါသူပြောတာကဒီចောင်းသားချင်းစာနာကြပါလို့မိဘချင်း ဆန္ဒကြပါဆိုတဲ့စကားမျိုးကိုလည်းတော်တော်လေးကိုသူမဝင်ဝင်ရဲပြောရဲတယ်ဆိုတာလည်းကျွန်တော်တို့တွေ့တွေ့လိုက်ရပါတယ်ဒီလောက်တော့မင်းတို့ပြောင်းတိုက်ပြီးတော့ပြောခဲ့ရအောင် တွေ့ရပါတယ်အဲ့တော့ကိုကျော်သိရင်ကျွန်တော်တို့နောက်ထပ်ဆွေးနွေးမယ့်အပိုင်းလေးသွားအောင်ပါဒါလည်း NCA နဲ့ဆက်ဆက်လို့ပဲပေါ့လေဆိုတော့ဆိုတော့လက်ရှိအချိန်မှာဒီ NCA 7နှစ်ပြည့်အခမ်းအနားနောက်က8နှစ်ပြည့်လို့ဒီလို NCA စာချုပ်လက်မှတ်ရေးထိုးတာဘယ်နှစ်နှစ်ပြည့်အခမ်းအနားဆိုတာမျိုးတွေဒါစစ်တပ်ကနေပြီးတော့ပေါ့လေအာဏာသိမ်းစစ်တပ်ကနေဥဆောင်ပြီးတော့ဟိုတောက်လျှောက်ကျင်းပနေတာကိုတွေ့ရတယ်ပေါ့လေဆိုတော့အဲ့လိုကျင်းပနေတဲ့ အခြေအနေတွေကဒါစစ်တပ်ကသူဘလူရွေချက်တွေနဲ့ဒီဟာကိုလုပ်နေရလဲဆိုတာတစ်ချက်ကျွန်တော်မေးချင်တာရှိတယ်ဗောနော်ဆိုတော့ဒီမှာလဲဒါဒီအဲ့ထဲမှာလဲဒါမင်းအောင်လိုင်းပြောသွားတဲ့အထဲမှာတစ်ချက်ပါတယ်ဗောလေဘာလဲဆိုတော့သူစစ်တပ်ကဒီ NC စာရုပ်လက်မှတ်တွေထဲမှာပါတယ်ဗောဒီဂရီကိုသူမဖြတ်ဘူးဗောနှုတ်ဂရီဆိုတော့သူမဖြတ်ဘူးဆိုပြီးတော့ဒါတွေကိုသူကျင်းပနေရပါတယ်ဆိုပြီးတော့ပြောသွားတာရှိတယ်ဗောလေ NC ကိုဆိုတော့ NC နဲ့ပတ်သက်ပြီးတော့လဲဒီလိုစစ်တပ်ကလုပ်နေတဲ့အခြေအနေတွေကိုကျွန်တော်သိသုံးသပ်ပေးပါအောင်ခင်ဗျာ ူပြောတဲ့စကားကိုပြန်ကောက်ပြီးတော့ပြောရင်ကိုကြောက်ပါအောင်ဟလာဒီ NC မှာပါတဲ့အတိခရစေလုပ်ငန်းစဉ်စစ်တပ်ပြောရင်တန်ရေးလုပ်ငန်းစဉ်နိုင်ငံရေးလုပ်ငန်းစဉ်စတဲ့အပြင်ဒါတွေဆက်သွားနေပါတယ်ဆိုတော့ဟန်ပြချက်တော့ဒါတစ်ချက်နောက်တစ်ချက်ကပါလဲဆိုတော့မင်းအွန်လိုင်းတို့ကသူတို့ကိုတရားဝင်မှုလို့ပေးထားတာကတကယ်တကယ်နိုင်ငံတကာမှာတက်တက်တတာဘူးမှမရှိဘူးဒီတရားဝင်မှုဆိုတော့အင်မတန်လိုချင်တယ်နိုင်ငံတက်လိုချင်တယ်ဒီတရားဝင်မှုဆိုတော့ တော့ဒီ NC ဆိုတာကအဲ့ဒီအချိန်တုန်းကအစိုးရရဲ့အစိုးရစစ်တပ်ဆိုတာအစိုးရလက်အောက်ခံတာအစိုးရလို့ပြောလုံလောက်နော်အစိုးရရဲ့အဲ့ဒီအချိန်ကဟလာအာဏာရအစိုးရရဲ့ပြီးတော့သက်ဆိုင်သူဟလာသက်ဆိုင်တဲ့လက်နက်ကိုင်ဖွဲ့အစည်းတွေရဲ့လွတ်တော်ရဲ့ဒီလိုပါဝင်ခဲ့ကြနော်ရပ်ဖက်ပိုစီဒီပါတွေပေါ့ထောက်အဲ့တော့တကယ်တရားဝင်တဲ့စာချုပ်ကြီးတစ်ခုဖြစ်ခဲ့တာဒါကဒါကိုစက်ကင်ထားကြပြီးဟလာသူတို့ကိုသူတို့ ငါတို့တရားဝင်နေငါတို့တရားဝင်နေဆိုပြီးတော့ညာအိယာဝင်တိုင်းရွတ်ဖို့လုပ်တာများဒါပဲသူတို့ရဲ့တရားဝင်မှုကိုပြခြင်းနဲ့တရားဝင်မှုရှိပါတယ်ဆိုတော့ကိုပြခြင်းနဲ့တကယ်က0သူတို့ရဲ့တရားဝင်ဘာတရားဝင်မှုမရှိဘတရားအနာသိရင်ဒါနော်ဒါကိုပြခြင်းတာဒီနှစ်ချက်ကအဓိကကျွန်တော်ရှိရပြောလို့ဗျာတကယ် NCA တော့မဟုတ်တော့တာကြာပါပြီ MCA ဖြစ်နေပါနော်ဘာဘာစီစပိုင်ယာမှမရှိမှမရှိတဲ့အားကြီးအဲ့တော့ ဟိုအဲ့ဒါကိုရှေ့ရနေပြီးတော့စစ်တပ်ကတိုင်ပြီးတော့သွားတဲ့လူကြီးကနောက်ကနေဝေးလေးလေးလိုက်လုပ်ကြတာပဲဒါပဲဝေးလေးလေးအဆင်နဲ့ရှိတယ်အဲ့လူကြီးကအဲ့တော့ကိုကျော်မောင်ရေပြောရရင်ငိန်ချမ်းကြီးဆိုတာနော်ငိန်ချမ်းကြီးဆိုတာစစ်တပ်ကဥဆောင်ပြီးလို့လို့မရအောင်ငိန်ချမ်းကြီးဆိုတော့ငိန်ချမ်းကြီးဆိုတော့ဘယ်သူကဥဆောင်ပြီးတော့အကောင့်တွေပေါ်ရမှာလဲလမ်းစဉ်ချရမှာလဲဘူချရမှာလဲလိုရမှာလဲဆိုတော့တိုင်းပြည်လူထုကဒီမိုကရေစီနေကြရွေးကောက်တင်မြှောက်ထားတဲ့ လွတ်တော်နဲ့ခေါင်းဆောင်နဲ့အစိုးရကလုပ်အောင်ဒိုင်းပြည်သူကဒီမိုကရေစီမိကြရဲကောက်တင်မြောက်ထားတဲ့ခေါင်းဆောင်တွေလွတ်တော်အစိုးရဒီလိုမျိုးဥဆောင်ပြီးတော့လုပ်အောင်စစ်တပ်ကဥဆောင်ပြီးတော့ဟုတ်တို့လို့မရဒီမြောက်လိုင်းတွေအကြပ်စစ်တပ်ကပူဆိုးတော့နော် developer purpose set တွေလုပ်ထားနောက်တစ်ခုကဘာလဲဆိုတော့ဒီလိုလုပ်ငန်းတွေမျိုးကဘာမှမကြံရအောင် DNC ဆိုတာစကတည်းကဟိုဖွဲ့ကြံဒီဖွဲ့ကြံ ဘသူမှမကြံရအောင်အားလုံးပါဝင်ရဒါမှ nation wide ဖြစ်မှာပေါ့ဘယ်နဲ့ nation မှာဘဝိုင်းမှာမဝိုက်တဲ့ဟာကြီးကိုနော်ဒီတဲ့ကကြတော့ဒီနေ့မြန်မာနိုင်ငံရဲ့အခြေအနေခင်းကျင်းတဲ့ပြောရင် federal democracy ဆိုင်ရာပြောရည်ချက်တွေပေါ်မှာခိုင်မာအခြေခံရမယ်ဒီလိုလုပ်ငန်းစဉ်မျိုးပေါ့အရေးအကြီးဆုံးကဘာလဲဆိုတော့တိုင်းပြည်လူထုကိုတကယ်တမ်းအကျိုးဖြစ်စေရမယ်တကယ်တမ်းအကအကွယ် ပေးနိုင်ရဒါမှဟလာအတိတ်ပဲရှိတဲ့ထိရောက်တဲ့အပြစ်ခတ်ရစေတော်တော့ကောင်းဂျင်းချင်းတော်တော့ကောင်းဖြစ်တယ်အဲ့တော့ကျွန်တော်တက်ပြတ်ပြောမယ်ကြောမဲအောင်လိုင်းတို့အကျံဖက်စစ်တပ်အုပ်ဆိုးနေသည်၍ကြီးဆိုးနေသည်၍မြန်မာနိုင်ငံမှာဘယ်တော့မှဂျင်းချင်းမရောက်ပြဟုတ်ကဲ့ပါကိုကျော်သိရင်ဒါဒီဒီ main online တို့ main online တို့ဆိုတာကဒါငញ្ញញ៉ៃကိုတကယ် လူလာတဲ့လူတွေမဟုတ်ပဲねဒါကိုကျော်သိန်းကတော့ဆွေးနွေးခဲ့သူတို့ပဲသူတို့ရဲ့တရားဝင်မှုရအောင် for show လုပ်နေတဲ့ပုံစံတွေကကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ဒီလိုဒီလိုနေပါလေဒါတနိုင်ငံလုံးပြတနိုင်ငံလုံးပြခဲ့ဆယ်ရစီစာချုပ်ချုပ်ဆိုတဲ့အချိန်မှာပဲဒါတနိုင်ငံတော်ဝင်မှာတိုက်ပွဲတွေရတယ်ဖြစ်နေတဲ့အခြေအနေတွေကဒါဒါဒီဘလုံးမကိုဟန်ပြတက်တက်ဆိုတော့ပေါ်လွင်စေပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဆွေးနွေးတဲ့အကြောင်းအရာကလည်းဒါ ြည့်သွားပြီဆိုတော့ကျွန်တော်တို့ဒီစီဇန်ကိုကျွန်တော်တို့ဒီမှာပဲညနာကျင်ပါတယ်တ िश ူပေးကြတဲ့ပြည်သူတွေဦးချင်းစီကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ကိုကျော်သိန်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျေးဇူးပါကိုကျော်မောင်နဲ့ behavior တော်တော်များသူပြင်းတော့တ िश ူအားပေးကြတဲ့ပြည်သူတယောက်ချင်းစီကိုသူပဲကျေးဇူးတင်ရှိပါတယ်ဖိနှိပ်မှုမျိုးစုံအကြောင်းတရားမျိုးစုံကနေပြီးတော့ဉာဏ်စုံလွတ်မြောက်နိုင်ကြပါစေဒေးရန်ကင်းကြပါစေကျန်းမာကြပါစေဗျာ ကျေးဇူးနားဆင်ကြတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်။ဒီအစီအစဉ်နဲ့ပတ်သက်ပြီးဝေဖန်ကြံပြုချက်တွေကိုကြိုးစားပါတယ်။ဘယ်အကြောင်းအရာဘယ်ကိစ္စမျိုးဟုစိတ်ဝင်စားရဲဆိုတာလည်းသိချင်ပါတယ်။နှစ်သက်တယ်ဆိုရင်တော့ like လုပ်ပေးပါ။အစီအစဉ်သစ်တွေတတိုင်းလွတ်မသွားရအောင် subscribe လုပ်ထားပေးပါ။မိတ်ဆွေတငယ်ချင်းတွေနဲ့မျှဝေပေးပါလို့ပန်ကြားပါရစေ။နောက်အစီအစဉ်တွေမှာပြန်ဆုံပါမယ်။အားလုံးပဲကျမ်းမာဘေးကင်းကြပါစေဗျာ။